မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လူတိုင်းနားလည်တဲ့ personal finance အခြေခံဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြပေးလိုပါတယ်ဘဝမှာငွေရှာဖို့တွင်အရေးကြီးတာမဟုတ်ဘဲနဲ့ရှာထားတဲ့ငွေကြေးကိုစီမံခန့်ခွဲတတ်ဖို့ကလည်းအရေးကြီးပါတယ်သူတစ်ဖြင်းကတော့ personal finance ကို နားမလည်ရင်ငွေရှာရင်းနဲ့ကိုပဲငွေကြေးအကျက်တွေကြုံရနိုင်ပေါ့နော် personal finance ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင်ကိုယ်မှာရှိတဲ့ငွေကြေးကိုကိုယ့်အတွက်ဓမ္မမဟုတ်ကိုယ့်ရဲ့မိသားစုအတွက်စီမံခန့်ခွဲခြင်းနဲ့ပတ်သက်တဲ့အသုံးနှုန်းတွေဖြစ်ပါတယ်။ဘတ်ဂျက်ရည်ဆွဲခြင်း၊ငွေစုခြင်းကနေရင်းနှီးမြှုပ်နှံခြင်း၊ညီစာအစီအစဉ်၊အခွန်စတာတွေအထိအကျိုးဝင်ပါတယ်။ Personal Finance နဲ့ပတ်သက်ရင်ပြောစရာအပိုင်းတွေကအများကြီးရှိပေမယ့်ဒီ၅ပိုင်းကိုနားလည်ထားရင်တောင်မှချုံငုံမိတယ်လို့ဆိုနိုင်တယ်ပေါ့နော်။နောက်တစ်ခုကဝင်ငွေ income ပေါ့နော်။ အင်ခန်းက personal finance ရဲ့အခြေခံဖြစ်ပါတယ်။ဝင်ငွေဆိုရမှာကိုယ့်ရဲ့လစာပင်စင်ငွေလူမှုဖူလုံရေးဒီနည်းမြုပ်နှံမှုကနေရတဲ့ငွေစသဖြင့်ဒီ cash flow တွေအကုန်ပါပါတယ်။ပတ်စံရဖို့ပတ်စံရှာကြတယ်ပေါ့နော်။အာပတ်စံရှာပတ်စံရှာဖို့ကလည်းဒီပတ်စံလုပ်မယ်ပေါ့နော်။ငွေဆိုတာကိုရှာနိုင်ရင်ရှာနိုင်တယ်လို့ရနိုင်တယ်လို့တရားနဲ့တယောက်ကလူကြပါဘူး။ဒါတဲ့ income ပေါ့နော်။ ူတချို့ကဝင်ငွေပုံမှန်ရဖို့အတွက်ခက်ခဲနေချိန်မှာတချို့ကကြတော့လေဝင်ငွေလမ်းကြောင်းတစ်ခုမကစီကနေတောက်တောက်လေငွေတွေဝင်နေကြတာရှိတယ်ပေါ့နော်နောက်တစ်ခုကအတုံးစရိတ်စပန်နီပါစပန်နီကတော့ကိုသုံးလိုက်တဲ့အတုံးစရိတ်မှန်မြောက်ဖို့ဆိုလိုခြင်းဖြစ်ပါတယ်အခြေခံစာဝတ်ငွေရေးကုန်ကြစရိတ်ကနေ shopping twitter ခီးသွားတာအနာတိတ်မှအတွက်တုံးတာအထိပါပါပါတယ်သတိပြုစရာကအတုံးစရိတ်ကိုထိန်းချုပ်နိုင်လေလေအနာဂတ်တွေ ငွေပို့ပြီးတော့စုနိုင်နေပြီဖြစ်တယ်ဆိုတာပါပဲနောက်တစ်ချက်ကကြတော့စုငွေပါ saving တင်းဝင်ငွေတဲကနေအနာကတ်တွေရည်ရွယ်ပြီးတော့မတုံးမင်းချန်ထားတဲ့ငွေဖြစ်ပါတယ်လူတိုင်းလူတိုင်းအနာကတ်မှာ30ရာယူကြည်မမအတွက်ဖြစ်စေရေးပေါ်အတွက်ဖြစ်စေရည်ရွယ်ပြီးတော့စုထားတဲ့နေပေါ့နော်နောက်တစ်ချက်ကယင်းနှိမ့်နိုင်ခြင်း impasti မှာယင်းနှိမ့်နိုင်တာနဲ့ငွေစုတာကမတူပါဘူး saving ကတင်းရဲ့အင်ခန်းထဲကနေ ကြံတဲ့အမှုဖြစ်ပေမယ့် investment ကတော့အနာဂတ်ဝင်မှုတမမဟုတ်စုမှုရအောင် access တခုခုဝယ်ယူတာဖြစ်ပါတယ်။ဂျီနီမြူနံမှုထဲမှာ stock bond အင်ချမ်းကြီးစသဖြင့်ဖြစ်နေပါတယ်။ဂျီနီမြူနံမှုကအနာဂတ်ပိုင်ဆိုင်မှုတွေပြင်ဆင်မှုကောင်းဖြစ်တယ်လို့ risk ကလည်းရှိပါတယ်။နောက်ဆုံးချက်ကကြတော့အကအွယ်ပါ production မူကြီးဆိုင်ရာအန္တရာယ်ဖြစ်တဲ့ financial risk တွေကနေ ကာကွယ်ရစိုးရပါဒီ property insurance life insurance health insurance စတဲ့ဒီ financial product တွေမျိုးစုံပါဝင်ပါတယ်ဒါတွေကအမျော်လင့်ပဲဖြစ်လာနိုင်တဲ့ financial cost တွေကနေကာကွယ်ပေးမှုတွေလေဒီရနိုင်နေပေါ့နော်ဆိုတော့ဒီလောက်ဆိုရင်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အစင်းနဲ့ financial အခြေခံကိုပြီးသွားလိမ့်မယ်လို့ထင်ပါတယ်ဒါတော့ကိုယ်တိုင်စဉ်းစားအောင်လေကျွန်တော်ရဲ့ follower တွေလည်းစဉ်းကျင်လို့ရအောင် ဇယဟင်းဆိုတဲ့နေရာကိုမျှဝေပေးရခြင်းဖြစ်ပါတယ်။ဒီစရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်တဲ့အဆုံးထိရှိပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။